အလုံးစုံမင်္ဂလာပါဒီနေ့ကတော့နိုဝင်ဘာလ2ရက်နေ့ရောက်ပြီဆိုတော့ဒီနေ့ရက်နေ့မှာတော့တကယ်အတင်းကောင်းလို့ရှိတယ်အဲ့ဒါကငှက်ကင်နော်ငှက်ကင်ဘလို့ကင်လိုက်လဲဘလို့ဆုံးမလိုက်လဲဆိုတဲ့ဟာကိုအဒီဟာတစ်ခုတွေ့ရမယ်နောက်တစ်ခုကကျွန်တော်တို့တရုတ်ရဲ့ဝန်ပောင်ကုမ္ပဏီတစ်ခုရှိတယ်အဲ့ဒီ Chainy Company ဆိုတော့ Chainy အဲ့ဒီဝန်ပောင်ကုမ္ပဏီမှာနော်ဒေါ်လာရဲ့တက်ဖို့တွေကဘလို့ဆုံးမလိုက်တယ်လဲနော်ဘလို့နော်အဒီမှာတိုက်ခိုက်ကြတယ်လဲဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရမယ်နောက်တစ်ခုက နဲ့ရကနဲ့ရကမှာဆုလိုက်ပြုံလိုက်လူတဲ့အဖမ်းခံရတဲ့စက္ကစဖက်ကစစ်ချောင်းချောင်းလုံးပြုတ်ထွက်သွားတဲ့အခြေအနေမျိုးတွေလည်းကျွန်တော်တို့တွေ့ရတယ်ပြီးလို့ရှိတော့ KK Park နော် KK Park ကဒီ ASEAN အစည်းအဝေးစလုပ်ဖို့မတိုင်မီကတည်းကလည်းစပြီးတော့စက္ကစကနေပြည်တော်ဒီမှာဇလန်းဆစင်နော်သူတို့ဝင်စီးတယ်အဲ့ဒီဝင်စီးတဲ့နောက်ပိုင်းမှာတော့တော်တော်ကိုအဖမ်းခံရတယ်တော်တော်ကိုပြေးရတယ်ပြီးလို့ရှိရင်တော့အဲ့ဒီမှာဆက်တိုက်ဘာတွေဖြစ်နေလဲ စကစကတခေပုံချဲပြီလားနေ့စဉ်နဲ့အမျှအဲ့ဒီမှာပုံချဲတဲ့အဖန်တွေစူညံနေတဲ့ဒီနေ့ထက်ထိဆိုတဲ့ဟာကနော်အဲ့ဒီတဲ့င်းတွေကိုကျွန်တော်တို့စိတ်ဝင်စားနေကျွန်တော်တို့ကြားရမှာ ဖြစ်တယ်ဆိုတော့ပထမဆုံးကျွန်တော်တင်ပြချင်တဲ့အကြောင်းအရာကတော့ဒီနေ့တိုင်းတိုင်လောင်းလုံးမှာအဲ့ဒီမှာခြေရွာတွေကိုလာပြီးတော့ဆစ်ချုံထိုးတယ်အဲ့ဒီမှာဆစ်ချုံထိုးပြီးတော့စကစတွေကကြက်လိုလိုက်ဖမ်းတယ်နော်လိုက်ဖမ်းတယ်အဲ့ဒီကတော့သူတို့မွေးထားတဲ့ကြက်လိုပဲအကလုံးအင်ရှင်တွေကမရှိတဲ့ခါကျတော့သူတို့ကြက်လိုပဲဖမ်းရတယ်နော်ဖမ်းပြီးတော့တတ်ဖြတ်ပြီးတော့စားကြတယ်ပေါ့ဒီပြောတော့ ဆိုတော့အဲ့ဒီမှာ PDF တွေကငါဖမ်းနေတဲ့ account ကိုလိုက်တော့တမတာเนาะတမတဲ့ခါကျတော့အဲ့ဒီမှာ share ရောက်သေးတယ်เนาะအဲ့ဒီမှာရေးပေါ်တယောက်ကလည်းဒီဖက်က PDF ဖက်ကလည်းတယောက်ခိခိုက်မှုရှိတယ်ဒါပေမဲ့သူကတော့မစိုးရိမ်ရဘူးဆိုတဲ့ဟာကိုတော့ကျွန်တော်တို့ထုတ်ပြန်ထားတာကိုတွေ့ရမှာဖြစ်တယ်။တစ်ခုကမကွေးတိုင်ပေါက်မျိုးနဲ့အဲ့ဒီမှာလဲစစ်ကြောင်းလာထိုးလာတယ်။ထိုးလာတဲ့ခါကျတော့ဒီဖက်က PDF တွေကဝိုင်းပြီးတော့တမတယ်။တမတဲ့ခါကျတော့အဲ့ဒီမှာညောက်သေးသွားတယ်။ဖုန်းရောက်ကတော့အရှင်ဖမ်းမိတယ်။လက်နဲ့ခေရတွေအများကြီး ရရှိတာကိုလည်းကျွန်တော်တို့သတင်းထပ်ပုံတွေတွေ့ရမယ်။နောက်ခုကရန်ကုန်တာဂက်တာမှာလည်းအဲ့ဒီမှာ yes ခန်းကိုနေပြီးတော့ PDF တွေကမိုင်းဆွေးတယ်။အဲ့ဒီမှာ၃ရောက်ထိခိုက်ဒဏ်ရာရရှိတယ်။တူကတော့စိုးရင်ဖို့ရှိတယ်၊စိုးရင်မှုရှိတယ်ဆိုတဲ့ဟာကိုတော့ကျွန်တော်တို့တွေ့ရတယ်။အဲ့ဒါက yes ခန်းကိုဝင်ပြီးတော့သမတာအဲ့ဒါကရန်ကုန်တာဂက်တာမှာဖြစ်ပြတဲ့ဖြစ်ပြတဲ့ခုဖြစ်တယ်။နောက်တစ်ခုကဒီရုပ်ကောက်ပွဲကိုနှောက်ရှက်လို့ရှိရင်ဖမ်းမယ်ဆိုပြီးတော့တော့ကျွန်တော်တို့ဒီစကားစကားထုတ်ပြန်ထားတာရှိတယ်။အဲ့ဒီအတိုင်းပဲဒီနေ့ထက်ကြည့်တော့ဖမ်းဆီးထားတဲ့ နော်လူတွေအားလုံးဟာဆိုလို့ရှိရင်80ကျော်တော့ပြီနော်အရင်တရက်နေ့ကဒီနေတိုးတို့ရိုက်တဲ့ကားတွေကိုဝေဖန်တိုက်ခိုက်မှုတွေရှိတယ်တချို့လူတွေကကက်တင်မီဒီယာတွေကို like လုပ်တယ်ပြီးလို့ရှိရင်တော့ဒီ director ပေါ့ကိုပေါ့တို့ကိုနော် like လုပ်တယ်အသေးပေးတယ်စသဖြင့်ဒီဟာတွေကိုဖန်ဆီးတဲ့လူတွေအပါအဝင်နောက်တစ်ခုကဒီ director နှစ်ယောက်လေးပါသွားပြီနော်အခု director နှစ်ယောက်လေးဖန်ခါနာကျွန်တော်တို့တွေ့ရလိမ့်မယ်စုစုပေါင်းက85ယောက်ထိတောင်မှဖန်ဆီးထားတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်နောက်တစ်ခုက CDN နော် CDN လုတ်တဲ့အဲ့ဒီလူတွေကိုနော်ဆရာသမားတွေအတိတ်ပြတော့ဒီဝန်ထမ်းတွေကိုပေါ့ CDN လုတ်တဲ့ဝန်ထမ်းတွေကိုအဲ့ဒီဂိတ်တွေမှာညှို့ဝင်ဂိတ်တွေမှာဖမ်းမယ်ဖမ်းပြီးတော့သူတို့ကိုပုံမှန်တက်မဲ့ဟာကပါလို့ဆိုလို့ရှိရင် you cowboy ကိုနှောက်ရက်တဲ့လူတွေဖြစ်တယ်ဆိုပြီးမှအဲ့ဒီ CDN ဝန်ထမ်းတွေကိုဖမ်းဖို့အတွက် ော်ဂလင်းကချင်းနဲ့အမိတ်တွေပေးထားတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်။ဖမ်းမိပြီဆိုလို့ရှိရင်မိတ်ဆွေစေယုံမှုတွေပြီးလို့ရှိရင်ရွက်ကောက်ပွဲကိုပြက်ပြက်အောင်နှောက်ရှဲတဲ့လူတွေဆိုတဲ့အမှုနဲ့ဖမ်းဖို့အတွက်စီစဉ်ထားတယ်ဆိုတဲ့ဟာကိုလည်းကျွန်တော်တို့တွေ့ရမယ်။နောက်တစ်ခုကကရင်ပြည်နယ်နော်အဲ့ဒီမြဝတီမြို့နယ်လေးကိကောမြို့တိတ်ကိုစကားဆနဲ့ BGF တွေကစစ်ကြောင်း၃ကြောင်းနဲ့လာပြီးတော့ထိုးတယ်။အဲ့ဒီစစ်ကြောင်း၃ကြောင်းမှာဆိုလို့ရှိရင်တိတ်ကူနဲ့ကျော်ဝဘိုးအဲ့ဒီဖက်ကလာတဲ့စစ်ကြောင်း၃ကြောင်းကတော့မှန်ကွင်းထက်မှာသူတို့မိနေတယ်။မိတဲ့ခါကျတော့အဲ့ဒီမှာ ဒီဖက်ကတော့ KNLA ပူပေါင်းဖွဲ့တွေကနေပြီးတော့ဒီမှာဝိုင်းပြီးတော့တမတယ်တမတဲ့ခါကျတော့တော်တော်ကိုအသေးပြောင်းများတယ်တဲ့လုံးဝပိတ်မိနေတယ်လုံးဝထွက်လို့မရတော့မိုင်းကွင်းထဲမှာရောက်နေတယ်။နောက်ဒီစစ်ကြောင်းတုံးကြောင်းစလုံးကဆိုတော့အဲ့ဒီမှာအတော့ပုံနော်ဒီဖက်ကလည်းတမတဲ့ခါကျတော့အဲ့ဒီမှာထိခိုက်သေးဆုံးမှုတွေတော်တော်ရှိတယ်။ကြာဆုံးတွေတော်တော်ရှိတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်။နောက်တစ်ခုကဒီ Titan Wallet မှာပဲတကယ့်တည်င်းကောင်းတစ်ခုဖြစ်တယ်။အဲ့ဒါကအဲ့ဒီ Yota ကြီးရွာကိုနေပြီးတော့ ဒီလူဝင်အားဖြစ်ဖို့အတွက် MI 17ကနေပြီးတော့လာတယ်အဲ့ဒါဘယ်လိုပြောမလဲဟယ်လီကော်ပတာပေါ့လူဖြစ်ဖို့လာတယ်လူဖြစ်ဖို့လာတဲ့ခါကျတော့ဒီဖိတ်ကနေပြီးတော့ပြစ်လိုက်တယ်ပြစ်လိုက်တဲ့ခါကျတော့အဲ့ဒီမှာရဟယင်ကိုထိတယ်ထိပြီးတော့မိခိုးတွေဦးဦးနဲ့เนาะအဲ့လိုမျိုးတက်မ33ဖက်ကိုနော်အဲ့လိုမျိုးပြေးသွားတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်အဲ့ဒီပြန်တော့ဒီဖက်မှာဆင်းသွားတယ်အရင်ပေါ်ဆင်းလိုက်ရတယ်ဆိုတော့အဲ့ဒီဟာက လေးမြေကိုထိသွားတယ်လာတာကတော့အင်အားဖြစ်ပေါ်လာတာနောက်စစ်ကူပေါ်လာတယ်ပြတော့စစ်ကူပေါ်ပေါ်လာတဲ့ MI 17ကိုနေပြီးတော့ဒီဖက်တော်နိုင်ဖက်တွေကပြစ်လိုက်တာနော်ပြစ်လိုက်တဲ့ခါကျတော့အဲ့ဒီမှာနော်ထိခိုက်သွားတယ်အဲ့ဒီမှာမိခိုးတွေထွဲသွားတယ်ဆက်ပြန်လို့မရတော့ဘူးအဲ့ဒီတမ33ဖက်ကိုနေပြီးတော့ပြေးသွားတယ်ဆိုတဲ့ဟာကိုတော့ကျွန်တော်တို့ဒီနေ့တွေ့ရမယ်နောက်တစ်ခုကစကန်တိုင်ကမ်ဘလူမှာအဲ့ဒီ7 net gate မှာဆိုလို့ရှိရင်တော့ပြသူအရောက်ပေါင်း80ကိုပေါ်တာဆွဲတယ်အဲ့ဒီမှာနှုတ်ဦးကိုကြတော့ငမင်းကလေးနှုတ်ဦးကိုကြတော့မတင်းချင်းတယ်နောက်ပြလို့ရှိတော့လူငယ်နှစ်ယောက်ကိုတက်ဖြတ်တယ်ဆိုတဲ့တဲ့တင်ကိုလည်းဒီနေ့တွေ့ရတယ် နောက်တစ်ခုကခရင်ပြည်နယ်ကော့ဂရိတ်မြို့နယ်အဲ့ဒီထိပ်ဖို့ဆန်ရွာအနီးမှာဆိုလို့ရှိရင်စစ်ကြောင်းထိုးတယ်အနီးစကားစကားတော်တော်ကိုစစ်ကြောင်းထိုးတယ်ထိုးတဲ့အခါကျတော့ဒီဖက်ကနေပြီးတော့တိုက်ခိုက်တဲ့အခါကျတော့အဲ့ဒီမှာလဲနော်ရှေ့ရမာခီယာဖြစ်သွားတယ်အဲ့တော့မြောဇာတွေတော်တော်ကောင်းတဲ့မြောဇာချွေးတယ်ဆိုတဲ့ပုံစံမျိုးတော့ကျွန်တော်တို့ဒီနေ့တတိမီဒီယာတွေမှာတွေ့ရမယ်။နောက်တစ်ခုကဂိုင်းတိုင်းဒီ silent ကြီးမှာဆိုလို့ရှိရင်ဝန်ပေါ company ရှိတယ်။အဲ့ဒီ company ကနေပြီးတော့သူတို့ကလည်းစစ်ကြောင်းထိုးတယ်။ဒီ PDF တွေစစ်ကြောင်းထိုးမှဆိုလို့သူတို့ကစစ်ကြောင်းပို့ထိုးတယ်။နောက်ထိုးတဲ့အခါကျတော့အဲ့ဒီမှာ PDF တွေနဲ့ ဖိခတ်မှုတွေရှိတယ်ဖိတဲ့အခါကျတော့အဒီမှာဝန်ပေါင်းတောင်းယူထားတဲ့အဒီလုံခြုံရဲ့ဖွဲ့တွေစစ်သားတွေလေးယောက်သေးတယ်ပြီးလို့ရှိရင်တော့အဲ့ဒီမှာ transformer ကိုလည်းဒီဖက်ကတင်ပြီးတော့ပြစ်လိုက်တဲ့အခါကျတော့ထိသွားတယ်အဲ့ဒီ transformer ဆိုလို့ရှိရင်လည်းမင်းလောင်ပျက်စီးသွားတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်ဆိုတော့အဒါကဝန်ပေါင်း company ထဲမှာ transformer နော်ဒီဖက်တော်လိုင်းရဲ့ဖွဲ့တွေကို လာလာစစ်ကြောင်းထိုးတဲ့တိုက်ခိုက်တဲ့လေးယောက်သေးတယ်ဒီဖက်ကနေပြီးတော့လန်နေဂျီနဲ့ထိုးလိုက်တယ်ထိုးလိုက်တဲ့အခါကျတော့အဲ့ဒီမှာ transformer ကိုထိသွားတယ်ဆိုတော့အဲ့ဒီမှာမင်းလောင်သွားတယ်ဆိုတဲ့ဟာကိုတော့တွေ့ရမယ်နောက်တစ်ခုကနှက်ရေခံ တရရကံကိုဒီဖက်ကနေပြီးတော့အေအေနဲ့ပူပုံဖွဲ့တွေကထင်ရှားထားလိုက်တာဖြစ်တယ်။သူနဲ့ရကံကိုကျွန်တော်အပြစ်တန်ရဖို့အတွက်နည်းနည်းလေးပဲကျန်တော့တယ်။ဒါပေမဲ့အဲ့ဒီဟာကိုဝမ်ပတ်ပိတ်ဆုံးတော့တမနေတယ်။တမနေတဲ့ခါကျတော့ဒီဖက်ကနေပြီးတော့အဲ့ဒီနေရာကိုပြန်ရဖို့အတွက်ဒီဖက်ကစစ်ကူပို့တယ်နော်စစ်ကူပို့တဲ့ခါကျတော့ဒီဖက်မှာဒီနိုင်ရကံမှာလာတဲ့အဲ့ဒီအဖွဲ့တွေကိုနေပြီးတော့တမတယ်။တမတဲ့ခါကျတော့အဲ့ဒီမှာကြီးကြီးနော်သူတို့က ဆုံးရှုံးမှုတွေရှိတယ်စိတ်ကြောင်းလိုက်စိတ်ကြောင်းလိုက်ပြုတ်ထွက်သွားတယ်ဟိုတရက်နေရာလဲစိတ်ကြောင်းလိုက်ပြုတ်တယ်နော်အခုလည်းပဲစိတ်ကြောင်းလိုက်ပြုတ်ပြီးတော့အဲ့ဒီမှာ20နဲ့6ရောက်ထိတောင်မှဖမ်းဆီးထားတယ်တော်တော်ကိုအထိနာသွားတယ်အဲ့ဒီလက်နဲ့ခေရတော့လည်းမြရရဲ့အဲ့ဒီမှာရတာနော်အဲ့ဒီမှာကစင်းကလေးအကောင်လုံးထွက်ပြေးသွားတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်အဲ့ဒါကနတ်ရကန်နော်နတ်ရကန်ပြူဟာဆိုတော့ဒီဖက်မှာဆိုလို့ရှိရင်လည်း ကပါစာ6အနားက0.66ကိုလည်းသူတို့ပြန်ရချင်တယ်ပြန်ထိုးဆေးစင်တယ်အဲ့ဒီမှာလည်းစစ်ကြောင်းလိုက်ပြုတ်တာပဲနော်ပြုတ်တာပဲဆိုတော့ဒီဖက်ကလူတွေကတော့ဆက်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 ပြီးတော့အဲ့ဒီကပါစာ6နဲ့နည်းနည်းလေးမှရောက်သွားပြီအဲ့ဒီနေရာမှာရှိတဲ့ဒီစခန်းတွေဒီကာကင်းတွေကိုလည်းသူတို့ဆက်ပြီးတော့သိမ်းနေတယ် ဒီပြရတော့ဒီ capacity 6နဲ့6ကတော့တိတ်အခြေအနေမကောင်းဘူးဆိုတော့အဲ့ဒီနေရာတွေကိုတင်လို့ရပြီဆိုလို့ရှိရင်တော်တော်ကိုလည်းနဲ့ထလို့မှုတွေရမ်းတွေကိုထလို့မှုတွေအရဆိုလို့ရှိရင်တော်တော်ကိုရောချသွားမှာဖြစ်တယ်ဆိုတဲ့ဟာကိုလေကျွန်တော်တို့တွေ့ရတယ်ဒါတော့တည်င်းကောင်းတွေပေါ့နောက်တစ်ခုကဒီပကံညောင်ဦးဖက်မှာဒီညောင်ဦးမျိုးတွေပေါ့ငါတယောက်နဲ့အဲ့ဒီငါတယောက်တိုက်နေမှာဆိုလို့ရှိရင် yes ခန်းရှိတယ်အဲ့ဒီမှာနော်အဲ့ဒီမှာဆရာဝန်တွေလည်းရှိတယ်ဆေးဝန်တွေလည်းရှိတယ်ဆိုတော့အဲ့ဒီကနေပြီးတော့ yes ခန်းကနေပြီးတော့ထွက်လာတယ်ထွက်လာတဲ့အခါကျတော့ဒီဖက်ကတော်လိုင်းရောက်ဖွဲ့တွေကအဲ့ဒီမှာချဖြတ်ပြီးတော့တိုက်တယ်တိုက်တဲ့အခါကျတော့အဲ့ဒီမှာအနှစ်ယောက် 2020သိတယ်လို့ကျွန်တော်တို့တတင်းထဲမှာတွေ့ရတယ်ဆိုတော့တရောက်တော့ပါလို့ဆိုတာအဲ့ဒီနေရာတွေကအများအပြားဟာလာဟင်းလင်းတွေကြီးပဲเนาะတဏောင်ပင်တို့ကြောင်ပန်းပင်တို့တမာပင်တို့မကြီးတို့စသဖြင့်အဲ့ဒီဟာတွေပဲကျွန်တော်တို့တွေ့ရတယ်စူးပင်တွေပဲเนาะအများအပြားတော့အဲ့ဒီမှာကျွန်တော်တို့ပါတွေ့ရလို့ဆိုလို့ရှိရင်ဘဲခင်းတို့ဒီဖမ်းပင်ကတော့နေရာတကာမှာတွေ့ရတာပေါ့ဆိုတော့အဲ့ဒီဟာလာဟင်းလင်းနေရာတွေမှာ ဒီအစ်စ်ပေကတော့သူတို့ကထွက်လို့မရဘူးရစ်ခန်းနဲ့ထွက်လို့မရဘူးထွက်လို့ရှိရင်သူတို့ကပြစ်ခါရတယ်ဆိုတော့အဲ့ဒီမှာနော်ပြစ်ခက်တဲ့ခါကျတော့ဂျာဖက်ဘရက်ပြစ်တဲ့ခါကျတော့အယောက်ပေါင်းနဲ့စိတ်သေးတယ်နော်အဲ့ဒီရစ်ခန်းကထွက်လာတဲ့ နေအဲ့ဒီရဲတွေနဲ့စက္ကဆတွေရဲတခုတည်းတော့သူတို့မနေရဲတော့ဘူးเนาะအဲ့ဒီစက္ကဆနဲ့စစ်တပ်နဲ့ပေါင်းလို့သူတို့နေကြတယ်ဆိုတော့ဒီကမင်းတို့ထွက်လာတယ်ထွက်လာတော့အဲ့ဒီမှာပြခါနဲ့အယောက်ပေါင်း20မလခီယာဖြစ်သွားတယ်ဆိုတော့ဒါလည်းတော်တော်ကိုကောင်းတဲ့တည်င်းပဲနောက်တစ်ခုကအာဆီယံเนาะအာဆီယံစီဝေးကကျွန်တော်တို့ကျင်းပပြီးပြီအဲ့ဒီမှာဒေါ်နယ်ထရန့်လို့ပါတော့သူတို့တက်လာတာပေါ့เนาะတက်လာတယ်ဒါပေမဲ့အဲ့ဒီဒေါ်နယ်ထရန့်ကလူတွေတော်တော်ကိုမျှော်လင့်တယ်မြန်မာနိုင်ငံအတွက်တစ်ခုခုပြောပေးမလား နော်ဒီ year cup ကိုဆန့်ကျင်မလားစသဖြင့်နော်အဲ့ဒီ year cup မှာဘာတစ်ခုမှဆန့်ကျင်တဲ့စကားလည်းမပြောဘူးမြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့ဘာတစ်ခုမှကိုမပြောတာနော်ဘလောက်ထိနော်ဒီမာလာကတက်ဖြတ်တာတို့ဘာတို့ပုံချေတာတို့အာမီရှိုးတာတို့အရှင်လက်ကတက်ဖြတ်တာတို့နေ့စဉ်နဲ့အမြပုံချေတာတို့ဘာတစ်ခုမှမပြောဘူးသူဘာတစ်ခုမှစိတ်ဝင်စားဘူးနော်သူစိတ်ဝင်စားတာကအဲ့ဒီမှာနော်မီရှာမီရှာနဲ့ပတ်သက်လို့ကျွန်တော်တို့ထိုင်းတို့မလေးရှားတို့စသဖြင့်ဒီနိုင်ငံတွေနဲ့သူတို့လက်မှတ်ထိုးတယ် ဒီမြေရှားကိုဝယ်တဲ့ခါမှာကိုကြီးထောက်ပံ့ဖို့စသဖြင့်အဲ့ဒီနေရာတွေမှာတော်တော်ကိုမြေရှားနဲ့ပတ်သက်ပြီးတော့တော်တော်ကိုသူတို့လက်မထိုးတာကိုကျွန်တော်တို့တွေ့ရလိမ့်မယ်။ဆိုတော့အတပ်ပြီးတဲ့နောက်ပိုင်းမှာသမနာရှိနေတော့တွေ့တယ်။တွေ့ပြီးမှအဲ့ဒီသမနာရှိရလဲသူတို့ဆွေးနွေးတဲ့ခါကျတော့နော်ဒီမြေရှားတက်တူနဲ့ပတ်သက်ပြီးတော့ထင်းချုပ်ထားတဲ့ဟာကိုတနည်းဖြေလျှော့ပေးတယ်ဆိုတဲ့ဟာကိုလည်းကျွန်တော်တို့တွေ့ရတယ်။အတိပေးရတော့ဒီနေရာမှာအဓိကဆိုလိုချင်တာက US ရမြန်မာနိုင်ငံအတွက်ဘာတစ်ခုမှစဉ်းဝင်စားဖို့မရှိဘူး။ဘာတစ်ခုမှလည်းမပြောဘူး။ရွေးကောက်ပွဲတွေကိုလက်ခံတယ်မလက်မခံဘူးဆိုတာလည်းဘာတစ်ခုမှမပြောဘူး။ သူဘာမှပတ်သက်မှုမရှိတယ်လို့ပဲပတ်ခွန်းမပြောဘူးပြန်သွားတယ်အဲ့ဒီပြီးတဲ့နောက်ပိုင်းမှာကိုအာဆီယံထိပ်သီးအစည်းအဝေးပြီးတဲ့နောက်ပိုင်းမှာအဲ့ဒီမှာဝန်ကြီးချုပ်လို့ရဲ့အစည်းအဝေးရှိတယ်အဲ့ဒါက69ကျင်းမြောက်ကိုလလံပြုံမှာသူတို့လုပ်တယ်။နောက်လုပ်တဲ့ခါကျတော့အဲ့ဒီမှာလည်းပဲဝန်ကြီးချုပ်တွေဆိုတဲ့ခါကျတော့ကိုမအလာလည်းဝန်ကြီးချုပ်ပဲဓမ္မတာလည်းသူပဲအားလုံးကသူပဲလေဆိုတော့ဝန်ကြီးချုပ်ထက်မှလည်းသူဈေးဝင်နေတာပဲမဲတက်ခွင့်မရှိဘူးဆိုတော့အဲ့ဒီအစည်းအဝေးမှာလည်း ကိုကြီးမြောက်စည်းဝေးအဲ့ဒီစည်းဝေးမှာလည်းတို့တို့တက်ခွင့်မရှိသေးတဲ့အပြင်အဲ့ဒီမှာလည်းတို့တို့ဆုံးဖြတ်တဲ့ factor consensus လို့ခေါ်တဲ့ဒီပုံသဘောတူညီချက်၅ချက်ကိုပဲတို့ဆက်လက်ပြီးတော့အတီးပြုတ်တယ်အတီးပြုတ်လိုက်ခြင်းအပြင်မာလာလုံးဝတက်လို့မရအောင်အဲ့ဒီအတီးပြုတ်နေတဲ့မြတ်ကလပ်ပတ်လုံးမာလာတက်လို့မရအောင်ဆိုတော့အဲ့ဒါလည်းကောင်းတဲ့တည်င်းတစ်ခုပဲเนาะအဲ့ဒါတွေ့ရမယ်နောက်တစ်ခုကမာလာဒီစက္ကစပြရဆိုလို့ရှိရင် PDF တွေစုမထားတဲ့နေမည်တွေကိုเนาะနေမည်တွေကိုတို့တို့ဒီကောက်ပွင့်နဲ့ပတ်သက်ပြီးတော့ပို့ပြီးတော့နေရာတွေကိုရချင်တယ်เนาะပို့ပြီးတော့ထိုးစစ်ဆင်တယ် ထိုးစစ်ဆင်တဲ့ခါကျတော့အဲ့ဒီမှာနော်ဆက်လိုက်ပြီးတော့သူတိမ့်လို့ရတဲ့နေမြေတွေကလည်းရှိတယ်အဲ့ဒါတွေကတော့ဂရင်ပြည်နေနဲ့ကျွန်တော်တို့ဒီကြားပြည်နေရှိမယ်ပြီးလို့ရှိရင်တော့ဒီဖက်မှာ TNL လေးထင်ချုပ်ထားတဲ့နေမြေတွေဖြစ်မယ်ဆိုတော့အဲ့ဒီနေရာတွေမှာတော့သူအများကြီးတိမ့်ပိုက်လို့ရရှိတယ်အနည်းဆုံးကတော့မြို့၅မြို့လောက်သူတိမ့်ပိုက်လို့ရရှိတယ်ဒီတလနှလအတွင်းမှာပေါ့ဆိုတော့အဲ့ဒီအပြင်အခုကအဲ့ဒီဟာမတိုက်ခင်မှာတုန်းကလည်းဒီ PDF တွေစုမထားတဲ့နေရာတွေမြို့တွေကိုနေပြီးတော့စေအုပ်ချုပ်ရေးကျင်းတာလေအဲ့ဒါကဆက်ပြီးတော့အခု63မြို့ကိုဆက်လက်ပြီးတော့စေအုပ်ချုပ်ရေးကျင်းတာပြီးတော့ ဲ့ဒီမှာပုံတွေတော့လိုက်ချင်းနေတယ်เนาะအဲ့ဒီပြတော့နေရာတွေချစ်ထွင်တယ်ဒီရွက်ကောက်ပွက်အတွက်ဆိုတော့အခုဒီအနယ်လေးနဲ့တော့သူတို့ပြေခရက်ဆေးလိုက်တယ်အဲ့ဒီနေရာမှာစစ်မြေပြင်တွေမှာသူတို့เนาะစစ်ပွဲတွေမရှိတဲ့ခါကျတော့ဘုံချိန်မှုတွေကရခိုင်ဘက်မှာ ဥတီပြီးတော့တော်တော်ကိုပြည့်နေတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်ဆိုတော့အဲ့ဒီဟာကလည်းပဲတော်တော်ကိုနော်ရခိုင်ဖက်မှာတော်တော်ကိုအာယုံဆိုင်ဖို့ရှိနေတယ်ဆိုတော့ရခိုင်ပြည်သူတွေလည်းလို့ထုတ်လို့ကိုလည်းနော်ဒီ AA ကနေပြီးတော့ထုတ်ပြန်ထားတာကိုတွေ့ရလိမ့်မယ်နော်ဒီဘုံတွေတတိထားဖို့လျံပြန်တတိထားဖို့အဲ့လိုမျိုးထုတ်ပြန်ထားတာကိုတွေ့ရမယ်ဆိုတော့အဲ့ဒီမှာတော်တော်လက်လက်မြင်တဲ့နေရာတွေကတော့ပသိန်တို့ဒီမကွေးတို့ဒီဖက်မှာဆိုတော့နေပြည်တော်တို့စသဖြင့်ဒီလေတက်တွေကနေပြီးတော့အဲ့ဒီမှာ သွားပြီးတော့ပုံချိန်လို့ရတယ်ဆိုတော့အခုကလည်းဆက်တိုက်အဲ့ဒီဖက်မှာပုံချိန်နေတယ်ရခိုင်ဖက်မှာဆိုတော့ဒီဖက်မှာ DNA လေးကပြစ်ခတ်ရစေတယ်ရစေတာကသူ့လူတွေကိုကူတာမဟုတ်ပင်နဲ့သူ့ရဲ့နော်ညီကိုဖြစ်တဲ့နော်ညီနောင်မြောက်ညီအောင်သုံးဖော်ဆိုတာဒါပဲနော်မြောက်သုံးကောင်နော်စကားစကားတော်တော်ကိုကြောက်ခဲ့တယ်ဒီမြောက်သုံးကောင်ကို upside down ဒီပြောင်းပြန်လုပ်ပြီးတော့အဲဒီသူတို့ရဲ့စစ်တပ်တွေမှာကိုကိုရတဲ့အဆင့်အထိနော်အဲ့ဒီမှာဒီနယ်နှိပ်တယ်လို့ခေါ်တာပေါ့သူတို့ကရတရာချေရတဲ့အဆင့်အထိနော်ဒီလောက်ထိကြောက်တယ်အဲ့ဒီမြောက်သုံးကောင်ကိုဆိုတော့ အခုထက်မှာအခု MND ကလည်းရက်လိုက်ပြီနော်အဲ့ဒီမှာ TNL လည်းရက်လိုက်တော့သူ့ရဲ့မဟာမိတ်ဖြစ်တဲ့နော် AAC မှာစုပြင်သွားတယ်သူတို့နှစ်ယောက်ကသူ့ရဲ့မဟာမိတ်ကိုကူတော့မဟုတ်ဘူးနဲ့သူ့ရဲ့မဟာမိတ်တွေကိုအားလုံးနှိမ့်တဲ့ပုံစံမျိုးတော့ကျွန်တော်တို့တွေ့ရလိမ့်မယ်နောက်တစ်ခုက KK Park အကြောင်း KK Park ကအဲ့ဒီ ASEAN အစည်းအဝေးမတိုင်ခင်ကတည်းကနေတိုက်ပွဲတွေအဲ့ဒီမှာအကြီးကြီးကြီးသူတို့ဇက်ကရိုက်တယ်မာလာနဲ့ပြောရှင်တော့အဲ့ဒီနေရာတွေမှာလူတွေကိုဖမ်းပွဲလုပ်တယ်ဆိုတော့အဲ့ဒီကထွက်ပြေးတဲ့လူတွေက ဒီမြဝတီဖက်မှာနော်ထိုင်းဖက်မှာပေါ့နော်ထိုင်းဖက်မှာနိုင်ငံပေါင်း28နိုင်ငံကလူ1569ယောက်ထိဟိုဖက်မှာပြေးပြီဟိုဖက်မှာထိုင်းဖက်ကလည်းအဲ့ဒီမှာ case စခန်းတွေရှိတယ်လုပစ်ထားတယ်နော်လုပစ်ထားတယ်ဆိုတော့အဲ့ဒီ KK ဖက်မှာဆိုလို့ရှိရင်နော်တော်တော်ကိုပောက်ကွေးမှုတွေရှိတယ်နော်တချို့နေရာတွေကိုသူတို့ကအကုန်လုံးလက်စားဖျောက်တယ်နော်ပုံတွေဖောက်ခွေတယ်ဒီနေ့ထက်တိ ဒီနိုဝင်ဘာလ၄ရက်နေ့အထိသူတို့တိုက်အဲ့ဒီမှာဖောက်ပြမှုတွေကြီးကြီးလုပ်နေတယ်ဆိုတော့အတားကတော်တော်ကိုစိတ်ဝင်စားစားကောင်းတာကဒီမာလာကတကယ်အဲ့ဒီမှာပုံချေးပြီလားနော်အဲ့ဒီဗီဒီယိုဖိုင်တစ်ခုမှာဆိုလို့ရှိရင်ဟယ်လီကော်ပတာအတန်ကြားနေရတယ်နော်အဲ့ဒီနောက်ပိုင်းမှာဆိုလို့ရှိရင်ဖောက်ပြမှုတွေရှိတယ်ဆိုတော့တကယ်ချေးပြီလားဆိုတော့ KNU ကိုလည်းနော်သူတို့ကဒီ KK ဘက်မှာပါဝင်တယ်ဆိုတော့ KNU ဘက်ကလို့တာဝန်ရှိတဲ့လူတွေကတော့တကယ်တမ်းငါတို့ပါနေဆိုလို့ရှိရင်အဲ့ဒါကိုပုံချေးလိုက်လေနော် လိုမျိုးပြောထားတာတော့တွေ့တယ်ဆိုတော့အစ်ပေကတော့တကယ်တမ်းငါတို့ပိုင်နေဆိုရင် KNU ကိုအကြံဖတ်လေးဖွေးစည်းဖြစ်နေလဲသူတို့ညင်ညာလိုက်ပြီးဆိုတဲ့ခါကျတော့ငါငါတို့ပိုင်နေနေရာကိုအဲ့ဒီမျိုး KK ပါဆိုလို့ရှိရင် KK ဖောက်ကိုပုံချလိုက်ဘာမှမဖြစ်ဘူးသူတို့ညင်နေတယ်ဆိုတဲ့ပုံစံမျိုးတော့တွေ့ရတယ်နော်ဆိုတော့အခု KK ဖောက်မှာလက်ဆက်တွေတော်တော်ဖြောက်နေတယ်အဲ့ဒီမှာပောက်ပွေးမှုတွေချစ်ချစ်ဖြစ်နေတယ်ဆိုတဲ့ဟာကိုတော့ကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ဆိုတော့ဒီနေ့နိုဘာလ2ရက်နေ့မှာဒီနေ့မီဒီယာတွေမှာဖော်ပြထားတဲ့အကြောင်းအရာတွေကတော့ဒီလောက်ပဲဆိုတော့နောက်နေ့မှာပြန်ဆုံကြရအောင်ဟုတ်က Subscribe ကိုနေခါကိုနေပေးချပါပဲကျွန်တော်ဒီ